အားလုံးပဲမင်္ဂလာပါ။ Cocaine is the football show နဲ့ကြိုဆိုပါရစေ။ကျွန်တော်ကိုခန့်ပါ။ဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့တင်းရဲနဲ့ပတ်သက်ပြီးတော့သုံးသပ်ဆွေးနွေးမှုလုပ်သားကြပါရစေ။ပထမဆုံးနေ့ချင်းတဲ့တင်ကတော့ Fabrizio Romano ဖော်ပြထားတဲ့တင်တပုတ်ဖြစ်ပါတယ်။တောက်ကြနေမှာပဲ Liverpool တင်းနဲ့ဆေးစစ်မှုခံယူတော့မဲ့ Florian Wirtz ဆိုတဲ့တင်မဲ့ဖြစ်ပါတယ်။ဒီ German ချဲပွင့်ကွင်းလေတိုက်စစ်ကစားသမားဒီတပတ်တည်းမှာပဲအားလည်းရကအနားယူအားနဲ့ Liverpool အသင်းစီ ပူးပေါင်းတော့မှာဖြစ်ပြီးတော့ဆေးစစ်မှုခံယူပြီး ငါးနှစ်စာချုပ်ချုပ်ဆိုသွားမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဆိုတော့ Liverpool ပြည်သက်တွေအတွက်တပြင်းချလို့ရမယ့်အခြေအနေတစ်ခုလည်းရောက်သွားပါပြီနောက်ခုကလေးက Florian Wiss က Liverpool အသင်းကိုရောင်းနှင်ပြီးသားပလေယာလို့တောင်ပြောလို့ရတယ်သူကိုယ်တိုင်ကလည်းစိတ်အားထက်သန်စွာ Liverpool အသင်းကိုပြောင်းရွှေ့ခြင်းတယ်လို့ Liverpool အသင်းကလည်း Florian Wiss တယောက်တည်းကိုဒီကြားကာလမှာအာယုံစိုက်ပြီးတော့ခေါ်ယူခဲ့တာဖြစ်တဲ့အပြင် Liverpoolsin တောင်းဆိုတဲ့ပြောင်းရွှေ့ခြင်းအမောင့်ပမာဏကိုလည်းလိုက်ရောပေးခဲ့တဲ့အတွက်ကြောင့် Wiss နဲ့ Liverpool ရဲ့ အပြောင်းရွှေ့ဟာဒီနှစ်နွေရာသီမှာတိတ်ကိုလှပခန်းနာလို့နဲ့အပြောင်းရွှေ့တစ်ခုဖြစ်လာပါလိမ့်မယ်။အဲ့တော့ Florian Vist ဒီကမ္ဘာအဆင့်ကွင်းလယ်တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် Liverpool တည်းရဲ့တိုက်စစ်ပိုင်းမှာဘယ်တော့ဘယ်ပုံအသုံးပြုမယ်ဆိုတာအခုအချိန်ကလေးကရင်ခုန်ကျင်စရာတော့ကောင်းပါတယ်။ဒါမဲ့စိုးရင်စရာတစ်ခုတော့ရှိတယ်ဗျ။အရာအားလုံးကချောမွေးတော့မနေဘူးပေါ့နော်။အရာအားလုံးအကောင့်တိုင်းပဲဖြစ်ဖို့အတွက်ဟိုမျောလင်းလို့တော့မရဘူးတခုဖြစ်ပြီးတွေးရမှာ Florian Vis ရဲ့ ACL injury ဖြစ်ပါတယ်။ဂျာမန်ဘွန်ဒက်စတီကမှာ ACL injury မိပြီးမယုံကြည်နိုင်စရာကောင်းလောက်တဲ့အမြင့်ပြန်မှုကို Vest လုံးနိုင်ခဲ့တယ်။ကျွန်တော်တို့သိထားခဲ့တဲ့ ACL injury တွေသည်ဒဏ်ရာပြဿနာကောင်းမွန်လာပြီးရင်တောင်မှငကိုတုံးကခြေသွမ်းပိုင်းပြန်လဲရဖို့ဆိုတာမနေရုံးကန်ရတယ်။တချို့ flop သွားတဲ့ player တွေအများကြီးပဲဒုနဲ့ဒီပဲ။ဘောလုံးသမားတိုင်းကြောက်တဲ့ injury က ACL injury ဖြစ်ပါတယ်။ဒီထဲမှာ Florian Vest ကတော့ထူးခြားစွာနဲ့ပဲ ACL injury ကိုကြော်လွန်ပြီးတော့သူ့ရဲ့ငကိုခြေသွမ်းထက်ကို ပုံမူကောင်းမွန်အောင်ဆွဆောင်နိုင်ခဲ့တဲ့ပလေယာတယောက်ဖြစ်တယ်အဲ့တော့စိုးရိမ်မှုကဘာလဲဟုတ်ပြီဘွန်နက်စတီကဗစ်စထရာအောင်မြေဆိုပေမဲ့ပရီးမီးယားလိလိုမျိုး မာကျောပြင်းထန်တဲ့ကစားသမားတွေများပြားပြီးတော့ဒီလိုမျိုးချစ်ချစ်လက်လက်ကစားပုံနဲ့ကစားတတ်တဲ့လိတွေမှာဆိုရင်ဖလော်ရီယန်ဗစ်စထရာဒီဒဏ်ရာပြဿနာ ပြန်ပြီးတော့ရသွားမှာအနေငယ်စိုးရိမ်စရာတော့ကောင်းပါတယ် ်သူ့အနေနဲ့ပားရည်နဲ့ရည်ရှိရှိရှောင်စောဖို့လိုတယ်ပရီးမီးယားလိမှာဘလောက်ပဲကောင်းတဲ့ကစားသမားဖြစ်စေလိုရထက်ပို့ပြီးခြေတော်ထဲမှာဘောလုံးကိုအရန်ကင်ထားလို့မရပါဘူးဒီလိုမှမဟုတ်ရင်ပြိုင်ဘက်နောက်ခံကစားသမားတွေကွင်းလေကစားသမားတွေရဲ့ပြစ်မှတ်ကစားသမား ဖြစ်လာနိုင်ပါတယ်ကျွန်တော်ရှင်းပါလဲတတ်တည်တာရကကောင်းနေအများကြီးရှိတယ်ဗျကျွန်တော်အိမ်စမက်တစ်ခုပြောပြချင်တာ Eden Hazard ပေါ့အဲ့တော့ Hazard ဒီကဘာမှာဘလို့ကစားသမားမျိုးလဲဆိုတာ Eden ရဲ့ကစားပုံကိုမှီခဲ့တဲ့ညီကိုတွေကတော့သိမှာပါဒါ Premier League ရဲ့အကောင်းဆုံးသောဝင်ကာတစ်ယောက်ပဲသို့တော်လည်း Eden ဒီပြိုင်ဘက်နောက်ခံကစားသမားတွေကွင်းနဲ့ကစားသမားတွေရဲ့ပြစ်မှတ်ထားပြီးတော့ကစားခြင်းကို တောက်လျှောက်ခံခဲ့ရတယ်။အဲ့ဒါကြောင့် Eden Hazard ရဲ့အသက်အရွယ်တစ်ခုရောက်လာတဲ့အခါမှာဒဏ်ရာပရဘွားနဲ့ဖြစ်သွားတယ်။ Eden အတွက်စိတ်မကောင်းစရာဟိုဖြစ်ခဲ့ရတာပေါ့ဗျာ။သူ Real Madrid ကိုပြောင်းသွားတဲ့အချိန်မှာဒီ Premier League ရရှိခဲ့တဲ့ဒဏ်ရာပြဿနာကြီးကြောင့်အောင်မြင်သင့်သလောက်မအောင်မြင်ပဲအသက်28နှစ်မှာတင် flop သွားတယ်လို့ပြောလို့ရတယ်။အဲ့တော့ Florian Wirtz နေနဲ့ကမ္ဘာအကောင်းဆုံးကစားသမားတွေထဲကတယောက်ဖြစ်လာဖို့အတွက်တာဆူနေပေမဲ့လည်း ီလိုကြမ်းကြမ်းတတန်းကစားတဲ့ပရီးမီးယားလိရဲ့ကစားပုံကိုအကောင်းဆုံးပိုင်းနဲ့ရှိသွားကြော်ဖြတ်ဖို့အတွက်လိုအပ်ပါတယ်ခင်ဗျာ။ကဲကျွန်တော်နောက်ထပ်ဆွေးနွေးခြင်းတဲ့သတင်းကတော့ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ဖော်ပြထားတဲ့သတင်းထဏာကတော့ LE Quick ကပါ Chelsea သင်းက Belgium တောင်ပိုင်းကစားသမား Malik Fofana နဲ့ပတ်သက်ပြီးတော့ Lyon အသင်းနဲ့ဆွေးနွေးမှုတွေစတင်ပြုလုပ်ထားတယ်လို့သိရပါတယ်။ဒီအသက်20အရွယ်ကစားသမားလေးကို Northern Forest သင်းကလည်းစိတ်ဝင်စားမှုတွေရှိနေတယ်လို့သိရပါတယ်ခင်ဗျာ။ Chelsea ဒီဘယ်ကစားသမားကိုဘယ်လိုခေါ်မှန်းမသိတဲ့ သင်းမျိုးအခြားပြိသက်တွေကိုခဏပြီးဖယ်တာခြေစည်းအသင်းကိုချစ်လို့အမြဲတမ်းလို့လို့ခြေစည်းရဲ့တည်င်းတွေကိုစောင့်ကြည့်လေးလာနေတဲ့ကျွန်တော်တို့လူခြေစည်းပြိသက်တွေတောင်မှဘာမှမသိဘူးဘလို့ခေါ်လို့ခေါ်သွားမယ်မသိပဲရောက်လာတဲ့ကစားသမားတွေဒူနေတီဂျိုဗနီကွင်းနာတို့အဆူကိုတို့အချိန်ခဏလေးပဲကြာတယ်ကွင်းနာဆိုရင်မြန်သလားမင်းနဲ့အဲ့တော့ပြောချင်တာမာလစ်ဖူဖာနာလို့အရေးသွင်းမြင့်တဲ့ချာတိတ်လေးတယောက်ကိုတော့ခြေစည်းဒီအချိန်ခါမြွေခေါ်ယူသွားနိုင်ဖို့ရှိတယ်ခြေစည်းရဲ့ အပြောင်းရွှေ့ policy ထဲမှာလည်း Malik Fofana ကိုက်ညီတယ် အသက်20ဆွဆွအရွယ်ပဲရှိသေးတယ်စွမ်းဆောင်ရည်ကောင်းတယ်လူမဲကစားသမားဖြစ်တယ်ချက်စီးမှာလည်းရှေ့မှာရောင်းနေပြီးသားပလေယာတွေအများကြီးရှိတဲ့အတွက်ကြောင့်မာလစ်တီလည်းချက်စီးပလေယာတယောက်ဖြစ်ကောင်းဖြစ်လာနိုင်တယ်ကျွန်တော်ကတော့မာလစ်ဖူဖာနာကိုကောင်းကောင်းသိတယ်ဘာကြောင့်လဲဆိုတော့ယူနိုက်တက်နဲ့ကစားခဲ့တဲ့ယူရိုပါလိဆမဖိုင်နယ်ပွဲစဉ်မှာလိုင်ယွန်အသင်းတို့အခြေသွင်းပြခဲ့တဲ့ချာတိတ်တယောက်အတိုးအလုပ်တွေအရင်ကောင်းတယ်အဲ့တော့ဘယ်လ်ဂျီယမ်ရဲ့နောက်ပိုင်းခေတ်တောင်ပိုင်းကစားသမားတွေအရင်ကအတိုးအလုပ်တွေတော်တော်ကောင်းလာတယ်เนาะကျွန်တော်ဒိုဂူရှိမယ်ကျွန်တော်နောက် ောက်ထပ် PSV အသင်းရဲ့တောင်ပိုင်းကစားသမားဘာကာယူကူရှိမယ်အခုဆိုလဲ Malik Fofana dribbling တပေါက်ကတော့သွားရှုံလို့မရတဲ့ player တယောက်ဖြစ်ပါတယ်လက်ရှိအချိန်မှာ left wing တနေရာအတွက် Chelsea ကကစားသမားတယောက်လိုအပ်နေတဲ့အချိန် Malik Fofana ကလည်း Chelsea ဖြစ်မှတ်သေးရကစားသမားတယောက်ဖြစ်လာနိုင်တယ်လို့တော့သုံးသပ်မိပါတယ်ခင်ဗျာကျွန်တော်နောက်ထပ်ဆွေးနွေးခြင်းတဲ့သတင်းကတော့ Coach of Side ကဖော်ပြထားတဲ့သတင်းပဲဖြစ်ပါတယ်တန်းစင်းသွားပြီဖြစ်တဲ့ Southampton အသင်းရဲ့ England U21 ကစားသမား Tyler Dibling ကိုခေါ်ယူခြင်းနေတဲ့ club အသင်းနေအများကြီးတိုးလာပါတယ် Liverpool ကလည်းခေါ်ယူခြင်းတယ်လို့ Manchester United Chelsea Newcastle တို့ကလည်း Tyler Dibling ကိုစိတ်ဝင်စားမှုတွေရှိနေတယ်လို့သိရပါတယ်ဒါ့အပြင်တခြားသောပြည်ပ club အသင်းတွေကလည်းစိတ်ဝင်စားတဲ့သတင်းမျိုးတွေကျွန်တော်တို့ကြားခဲ့ရသေးပါတယ် Tyler Dibling က တော်တော်ကောင်းတဲ့ကစားသမား Chelsea လူငယ်အကယ်ဒမီကထွက်ပြင်မဲ့ Southampton လူငယ်အသင်းကိုပြောင်းရွှေ့သွားပြီးတော့ထွန်းတောက်လာခဲ့တဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ဒါပေမဲ့ Southampton တောင်းထားတဲ့ပြောင်းရွှေ့ကြီးပေါင်သန်းတရာဆိုတာကတော့လက်ရှိအချိန်မှာမဖြစ်နိုင်သေးဘူး Tyler Dibling နောက်နှစ်နှစ်၃နှစ်လောက်မှာလမန်းညံဘော်ကိုဆွဲဆောင်နိုင်ရင်တော့တမျိုးပေါ့နော်အခုချိန်မှာတော့ထလာဒစ်ပလင်ကိုလွန်ဝန်းကျော်ပင်ပေါင်တန်း40ကျော်တန်း90ပတ်ချလေလောက်နေပဲ ဟိုဈေးကွက်အပြောင်းအရွှေ့ရဖြစ်တဲ့နဲ့ဗျာတိုးတော့ Subtitan Blue ဒီကောင်လေးကိုရှေ့ဆက်ထိမ့်သိမ့်မလဲ Championship မှာစက်ထားပြီးတော့ဈေးတိုးတောင်းမှုဆိုတာလည်းသိပြီးမဖြစ်နိုင်ဘူး Championship မှာကစားတဲ့ player တယောက်ဒီ Premier League မှာကစားတဲ့ player တယောက်လောက်တော့ဘောလုံးရသည်တရားသည်ပြီးသွားရင်တန်ကြီးအဖြစ်မြင့်တက်မှာမဟုတ်ဒီအချိန်မှာတော့ Tyler Dibling ရဲ့တန်ကြီးကအမြင့်တက်ဆုံးပဲအဲ့တော့ကြောင့် Tyler Dibling ကိုတကယ်လက်တွေ့ခေါ်ယူရေးမှာ Subtitan အနေနဲ့ဖြစ်နိုင်ခြေရှိတဲ့အပြောင်းအရွှေ့ဖြစ်မြောက်မဲ့ကြောင်းရွှေ့ကြီးကိုပဲ တောင်းတင်တယ်လို့ထင်ပါတယ်။ဘယ်အသင်းကစနစ်တကျခေါ်ယူသွားမလဲ၊အာယုံဆိုင်ပြီးခေါ်ယူသွားမလဲဆိုတာကတော့တစ်ချက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ Okay နောက်ထပ်ဆွေးနွေးခြင်းတဲ့သတင်းကတော့ The Sun ဖော်ပြထားတဲ့ Ali General Garnacho နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။ Napoli တင်းဟာ Manchester United နဲ့ Argentina တောင်ပန်ကစားသမား Ali General Garnacho နဲ့ Man City ကွင်းလယ်လူ Jack Grealish တို့ကိုခေါ်ယူဖို့ရည်မှန်းထားရင်ပဲဒီကစားသမား၂ယောက်ထဲကဘသူ့ကိုမဆိုပေါင်45သန်းအောက်ပဲတုံးဆွဲသွားဖို့ဆန္ဒရှိနေတယ်လို့သိရပါဗျ။ Grillish ကတော့ဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ Garnacho ကတော့ပေါင်45သန်းနဲ့ဖြစ်မယ်လို့ကျွန်တော်မထင်ပါဘူး United အသင်းကလည်း Garnacho ကိုခေါ်ခြင်းနဲ့ဆိုရင်ပေါင်သန်း80လို့သတ်မှတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့် Garnacho ကို Napoli ခေါ်ခြင်းနဲ့ဆိုရင်ဒီထက်ပိုပြီးမြင့်မာတယ်ပြောင်းရွှေ့ခြင်းပေးမှဖြစ်ပါလိမ့်မယ်ခင်ဗျဟုတ်ကဲ့နောက်ဆုံးဆွေးနွေးခြင်းတဲ့သတင်းကတော့ Spain ဘက်က ABC သတင်းနာကပေါ်ပြထားတဲ့ Anthony နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Real Madrid အသင်းက Manchester United ရဲ့ Brazil တောင်ပံကစားသမား Anthony ကိုပူးတွဲပိုင်ဆိုင်တဲ့သဘောတူညီချက်တစ်ရက်နဲ့ ခေါ်ဖို့စိတ်ဆန္ဒရှိနေပါတယ်တကယ်လို့ခေါ်ပြစ်ခဲ့ရင်လည်းအန်တနီရဲ့ပွဲကစားခွင့်ရာဂိုင်နှုံးတွေကိုတိုးမြင့်ပေးသွားမယ်လို့ ABC မှာဖော်ပြထားတာပါဆိုလိုချင်တဲ့သဘောကတော့နှစ်ဦးနှစ်ဖက် သဘောတူညီချက်တစ်ခုနဲ့ကစားသမားကိုပူးတွဲပိုင်ဆိုင်လိုတဲ့သဘောမျိုး Rehabitic ကစ조사တာပါ Rehabitic ဒီ Anthony ကိုပေးချေမဲ့ပြောင်းရွှေ့ခြင်းအမောင်းပမာဏကိုပေးချေနိုင်တဲ့အနေအထားမျိုးမှာတော့မရှိဘူးဒီအတွက်ကြောင့် Anthony ကို percentage အားဖြင့်ပေါ့နော်100ပုံလိုက်ရင်80-30ဝဲမှာလားဒါမို့60-40ဝဲမှာလားတစ်ချက်ကြည့်ရမယ်ပြီးတာနဲ့ဒီကစားသမားကိုသူတို့အသင်းမှာ polish လုပ်ပေးမယ်တုံးပေးမယ်လောက်ခပမာဏလည်းပေးပေးမယ်နောက်ထပ်အသင်းတစ်သင်းကိုရောင်းချရမယ်ဆိုရင်နောက်ထပ်အသင်းတစ်သင်း င်ရစိတ်ဝင်စားမယ်ဆိုရင်သူတို့ငကိုတော့ ဝယ်ယူစဉ်အချိန်ကာလသတ်မှတ်ထားတဲ့ percentage ခွဲဝေမှုအတိုင်းရောင်းတဲ့အချိုးအမြတ်ကိုခံစားမယ်ဆိုတဲ့သဘောမျိုးချင်းကပ်တာပါဒီအပြောင်းရွှေ့ပုံစံမျိုးလေးကတော့မစိုးဘူးလားပေါ့နော်အန်တိုနီကို United ခေါ်စဉ်အချိန်ကာလတုန်းကအမောက်ပမာဏမရမှာတော့သိကြတယ်ပေါင်55သန်းတန်း90ပေးဖို့ဆိုတာကလည်း club တင်းတော်တော်များတိုးဆုံနေတဲ့အတွက်ကြောင့်လက်ရှိပေါက်ကြီးကို percentage နဲ့ခွဲဝေပြီးတော့အဲ့လိုနှစ်ဦးနှစ်ဖက်ပိုင်ဆိုင်တဲ့သဘောတူညီချက်တရက်ကိုချုပ်ဆိုဖို့ရှိရလို့တော့ထင်ပါတယ်ဒါမဲ့လည်း United အသင်းတာဝန်ရှိတဲ့သူတွေဘလို့ဆုံးဖြတ်မယ်မယ်နော်တစ်ချက်စောင့်ကြည့်အောင်မှာဖြစ်ပါ ကြောင့်တုံးသက်ဆွေးနွေးနေတဲ့ဗီဒီယိုလေးဒီမှာနားခွင့်ပြပါခင်ဗျာကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးများကြီးတင်ပါတယ်